အားလုံးပဲမင်္ဂလာပါမန်နီယူ channel ကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့ Manchester United နဲ့ပတ်သက်ပြီးကစားသမားပျောက်ရွှေဒီကနေ့မှာကျွန်တော်နောက်ဆုံးရသတင်းတွေလေးရှိပါတယ်မာလာစီယာနဲ့ပတ်သက်ပြီးတော့ထွက်ပေါ်လာတဲ့ report ရေးပြီးလို့ရှိရင် Sporting ကစားသမားဖြစ်တဲ့ Peter Ukraine နဲ့ပတ်သက်ပြီးတော့လေးထွက်ပေါ်လာတဲ့အနေအထားတခုရှိပါတယ်ဆိုတော့ဒီကစားသမားအနေနဲ့ပတ်သက်ပြီးတော့နောက်ဆုံးရသတင်းလေးတွေကျွန်တော်ဒီကနေ့မှာဆွေးနွေးတော့ရအောင်အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါပထမအဆုံးတတိယဘောကမာလာစီယာနဲ့ပတ်သက်ပြီးတော့အခြေအနေတခုပေါ့ဗျာ။ဖာဘယ်ဆိုရိုမနိုရိုပိုးလောက်လာတဲ့အနေအထားတခုမှဆိုရင် အနေနဲ့လည်းကလပ် PSV ရဲ့တင်းရဆိုရင်နောက်ခံလူမာလာစီယာကိုအပိသက်ခေါ်ယူခွင့်ကိုဖြတ်တင်းရဆိုင်လိုက်တယ်ဆိုပြီးတော့ဖာဗီယိုမနောကပို့လုပ်လာတယ်။ဆိုတော့ဒီကစားသမားအနေနဲ့ PK ရဲ့ယာတီမှာဆိုရင် PSV ရဲ့တင်းကိုအငါးသုံးရုပ်ကစားတယ်။သူတို့အတင်းကပိသက်စာချုပ်ချိုးဖို့အထီးတူတော့ဒီနေ့တဲ့အတင်းနဲ့ညီနိုင်မှုတွေအချင်းကြီးကောင်းခဲ့တယ်။ဒါပေမဲ့လို့အခုဒီယာတီမှာဆိုရင်ကစားသမားဖြစ်သူကိုမခေါ်ယူတော့ဘူး။ယူနေတဲ့အတင်းကိုပြန်လာနေပြီ။ဆိုတော့ ဒါကကျွန်တော်တို့အသေးအတွက်ကိုပြောင်းရှိလုပ်တဲ့နေရာမှာအချင်းနေမကောင်းဘူးလို့ပြောလို့ရတယ်စဉ်းစားကြည့်လဲမာလာစီးယားလိုကစားသမားတယောက်ကိုတောင်ယူနေတဲ့အသင်းကအပီးသက်တွေပါတယ်မရောချနိုင်ဘူးဆိုရင်ကျန်တဲ့ကစားသမားတွေဆိုပြောမနေနဲ့တော့အခုလက်ရှိ PSV အသင်းနဲ့မာလာစီးယားကပြီးကလေးရာသီမှာခြေစဲနေနေပြတယ်လို့ပြောလို့ရတယ်ကစားသမားဖြစ်သူကအဲ့ဒီအသင်းမှာဆိုရင်ပွေတော်ခွေထိုက်တဲ့လောက်ရတယ်ဒါပေမဲ့ PSV အသင်းကဒီကစားသမားဖြစ်သူကိုမကြိုက်လို့အသင်းစီကိုပြန်တော့ခိုင်းတာ PSV အသင်းအနေနဲ့ပြီးခဲ့တဲ့ရာသီမှာဆိုရင်သူတို့နေသားလဲကလဲမှာချန်ပီယံဖြစ်ထားတဲ့အသင်းဒါတော်ဒီကစားသမားဖြစ်သူမခေါ်ယူဘူးသူတို့စာသမားတွေကျွန်တော်တို့အသင်းမှာကပေါ့ဗျာနောက်ဆုံးကြပြဲတော့အငားရှာရတဲ့ကစားသမားတွေအသင်းစီကိုပြန်လာနေရပြီပထမကျွန်တော်တို့ဂျီတဲဆန်ချိုးရှက်စီကနေမခေါ်ဘူးရောဂျင်း၅သင်းနဲ့ယူနိုက်တက်အသင်းကိုပြန်လာပြီး ဆယ်ကျိုးရဲ့ပြောင်းရွှေ့ကအမတိုင်းပြောလို့ရှိရင်လုံးဝမလူပူပါဘူး။ကစားသမားဖြစ်သူကသူ့ရဲ့လောက်ခလာဆောင်ရှုံးမြူဘူး။အခုဂျူဘိုဒဲနဲ့တည်င်းနေထွက်နေတဲ့ကစားသမားဖြစ်သူကလောက်ခလာဆောင်ညီတိုင်းနေတဲ့နေရာမှာအဆင်ပြေတယ်လို့ဆိုတာတည်တည်ချာမဟုတ်သေးဘူး။ကျန်တဲ့အသင်းတွေကလည်းဒီကစားသမားဖြစ်သူခေါ်ဖို့အချိန်နဲ့မရှိတော့ဘူး။ပြီးလို့ချင်းမာကရက်ရှ်ဘိုမာကရက်ရှ်ဘိုအနေနဲ့ဘာစီလိုနာကိုပြောင်းရွှေ့ရှင်တယ်ဒါပေမဲ့ဘာစီလိုနာကသူ့ရဲ့လောက်ခလာစားတဲ့မန်ချက်စတာယူနိုက်တက်အသင်းကိုပြောင်းရွှေ့ခြင်းအဆင်မပြေဘူးဖြစ်နေတယ် တစ်ဖက်မှာလည်းအတူနီဆန်တိုဆိုတော့အငားချတာတဲ့ကစားသမားတွေကမက်ဆီစာကိုနေတဲ့အတင်းကိုပြန်လာဖို့အချိန်တခုရှိနေတဲ့အတွက်ကိုအတင်းကမလာရှိယာလိုကစားသမားကိုတော့မရောချနိုင်ဘူးဆိုရင်မာကက်ရစ်ဖို့အန်တိုနီဆန်တိုဂျေဒက်ဆန်ချိုအဲ့ဒီကစားသမားတွေဆိုဝေးစောပေါ့ဗျာမလာရှိယာအနေနဲ့ကျွန်တော်ခေါ်ခဲ့တဲ့နေရာတခုမှာလည်းအလောက်ထိတင်ချင်းမရှိဘူးရောင်းချမယ်ဆိုရင်လေနေတဲ့အတင်းကဒီကစားသမားဖြစ်သူတန်ကျစ်တက်မဲ့တာအဲ့လိုမှမများဘူးဒါပေမဲ့အဲ့ဒီအငါးတော့ရောက်ကစားတဲ့ PSV က အပီးတဲ့သူမခေါ်ယူဘူးဆိုတော့ကျွန်တော်တို့အသေးအပြက်ကတော့မလဲကူပါဘူးကိုတင်နေတဲ့ဒီကစားသမားတွေကိုရောင်းရှာမှကျန်တဲ့ပလျာတွေကိုခေါ်ဖို့ဖြစ်နေတဲ့အနေအထားတစ်ခုမှာအပြောင်းရွှေ့ကတော့မဖြစ်တော့ဘူးဆိုတော့စာသမားတွေဒါကဖာဘီဆိုလိုမနိုရဲ့မာလာစီယာနဲ့ပတ်သက်ပြီးတော့ရပိုးလုံးလာတဲ့အခြေအနေတစ်ခုပေါ့နောက်ထပ်ကျွန်တော်တို့ဒီ supporting ကစားသမားဖြစ်တဲ့ဗီတာကယူကရိန်းနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ဥက္ကဋ္ဌကပြောဆိုထားတဲ့အခြေအနေတစ်ခုကျွန်တော်ဆွေးနွေးကြည့်အောင်ဘရော့စပူဒီဥက္ကဋ္ဌကပြောထားတဲ့အနေအထားတစ်ခုမှာဆိုရင်သူတို့ရဲ့ကစားသမားကိုပေါ့ဗျာ United အသင်းကို ဟိုရောက်ရှာမှာမဟုတ်ဘူးဆိုပြီးတော့အခိုင်မှာပြောထားခဲ့တယ်။သူပြောတာကချင်းချင်းလေးပဲကစားသမားဖြစ်သူကိုတန်း80တို့အဲ့လိုမျိုးအနေထားတစ်ခုရမှာပဲပြောလဲမှာပေါ့ဗျာ။နောက်ထပ်ပါပြောထားသလေးဆိုရင်ဈေးကဲထွက်မှာဆိုရင်ဒီကစားသမားထက်အသက်ရင်နူးနေကစားသမားတွေပြီးလို့ရှိ quality အဲ့လောက်ထိမကောင်းတဲ့ကစားသမားတွေတောင်ဒီထက်မကဈေးပိုရတဲ့အတွက်ကစားသမားဖြစ်သူကိုဟိုဈာတိစီနဲ့ဘယ်တော့မှမရောင်းဘူးဆိုပြီးတော့ဘိုဒီဥက္ကရာကပြောထားတယ်။ စာသမားတို့ရဲ့ကျွန်တော်ကတော့အချင်းချင်းပြောလို့ရှိရင်ပီတာကယူကတော့လုံးဝမကြိုက်ဘူးမန်ချက်စတာနဲ့တဲ့အတင်းကားလေးဒီစာသမားဖြစ်သူဘလို့မခေါ်ဘူးမဟုတ်ဘူးဘာဖြစ်လို့ဆိုတော့ဒီကောင်ကချက်စီအတင်းကမခေါ်ဘူးတော့လို့အာဆင်နယ်အတင်းတွေကမခေါ်ဘူးတော့လို့မန်ချက်စတာနဲ့တဲ့အတင်းနဲ့တင်းတွေထွက်တာအခုဒီကစားသမားကလည်းမန်ချက်စတာနဲ့တဲ့အတင်းကိုပြောင်းရွှေ့ဖို့ဆန္ဒမရှိဘူးလို့လည်းကျွန်တော်ပြောတဲ့ကြားတယ်ဒါကြောင့်ကိုသိဘက်ကလည်းဒီကစားသမားဖြစ်သူယူသက်၆၀မပြောတဲ့ဘလို့မဒီကောင်ကယူနေတဲ့အတင်းနဲ့အဆင်ပြေမှာမဟုတ်ဘူးဆိုတော့ နောက်ဆုံးကြမြေတော့ပါဒီရဒီမှာလဲကျွန်တော်အတင်းကအခက်ခဲတွေနဲ့ကျင်ဆိုင်နေရတာပဲကစားသမားခုံမှုတွေမှာအဘူမိုးရဲ့ပြောင်းရွှေ့ကိုကြည့်ပါလားပထမတည်းကကဲလဲတယ်ဘရေဘိုတင်းကပင်ရှာတယ်အခုဒုတိယအချိန်ပေါင်တဲ၆စီကျော်နဲ့ကဲလဲတယ်အဲ့ဒါကိုတော့ပင်ရှာတယ်ဒါပေမဲ့ယူနိုက်တက်အတင်းကတော့လက်မလျှော်သေးဘူးပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့နှစ်ဖက်အတင်းကညှိနှိုင်းမှုတွေရှိသေးတယ်ဆိုပြီးတော့ဖော်ပြထားတယ်ဆိုတော့ကျွန်တော်အသေးအနေနဲ့ဒီရဒီကတော့ကစားသမားခုံမှုပိုင်းတွေမှာအချိန်နဲ့ကောင်းဖို့လိုတယ် ်ပြီးကရင်ရာဒီမှာဆိုရင်ဒီအပြောင်းရွှေ့အနေဓာတစ်ခုရကြည့်ရလို့ချင်းဘလို့မှအဆင်မပြေဘူးဆိုတော့အခုလေးပဲကိုတင့်အနေနဲ့ပြင်မဲထားတဲ့ကစားသမားတွေထဲမှာဆိုရင်မတီးရဲ့ကွန်ညာတယောက်လောက်ပဲရထားတာချင်းချင်းပြောလို့ရှိဒီကစားသမားဖြစ်သူရဲ့တန်ကြီးက60စနဲ့တက်လုံးဝမတန်ဘူးတမက်ကိုတွေက ပေးချေရပြီ အခုလေးပဲအဘူမိုကိုကျွန်တော်အတင်းကယူသက်60ကျော်တော့ပေးထားတယ်ဒါပေမဲ့သူတို့ရဲ့ကစားသမားဖြစ်သူကိုတန်80ရမယ်ပဲရောင်းမယ်ဆိုတော့မခေါ်နဲ့ဒါလုံးဝအဆင်မပြေဘူးဘာလို့ဆိုတော့ အဲမူမောကတော့ယူနေတဲ့အသင်းကိုပြောင်းရွှေ့ရှင်တယ်ဘရဘိုအသင်းကဒီစင်းနဲ့မရဘူးထက်ကတလေတောင်းနေဆိုတော့ဒီကစားသမားကြီးကပြောင်းရွှေ့ကိုကျွန်တော်ဆိုင်းခဲ့သိပြီဘာဖြစ်ဆိုတော့ပထမတကြီးကဲလဲတယ်ပေးချတယ်ဒုတိယတကြီးကဲလဲတယ်ပေးချတယ်ပြီးတတိယကြီးကဲလဲမနေနဲ့တော့အခုလေးပဲပီတာဂီယူကရော့ကိုကျွန်တော်အသေးဘက်ကခေါ်ယူဖို့တဲ့အဲဆန်နာတော့ရှိနေတယ် ဒါပေမဲ့လို့အပြောင်းရွှေ့အခြေအနေမှာဆိုရင်တည်ဝင်ကျွန်တော်တို့ကဲလဲမှုတွေမရှိဘူးပြောဆိုဆွေးနွေးမှုတွေမရှိသေးဘူးဒါတော့တို့အတင်းရက်သက်ဆိုင်တဲ့လူတွေကဒီစင်းနဲ့မယောင်ဘူးဟိုစင်းနဲ့မယောင်ဘူးအဲ့လိုမျိုးလုပ်နေတယ်စာသမားတို့ရဲ့ကျွန်တော်တို့မယ်စာအောင်နေတဲ့အတင်းကတော့အော်လုတ်တင်းလုတ်ထိုက်တာကိုတော့လုံရတော့မင်းစောစောကျွန်တော်ပြောသလိုပါပဲ market range ဘိုးတို့ Anthony Sandro တို့ Malaysia ကြီးတဲ့ Sancho ဒီကစားသမားတွေကိုရောင်းထုတ်ဖို့ကျွန်တော်လုံးဝအခက်အခဲဖြစ်နေတယ်အချို့ကစားသမားတွေကရောင်းထုတ်ဖို့အဆင်ပြေနေတယ်ဒါပေမဲ့ တင်ကြေးတွေလောက်ခလာစားတဲ့အဲ့လိုမျိုးတွေရှိတယ်။မာကတ်ရေးဖြိုးဆိုရင်သူကဘာစီလိုနာကိုပြောင်းရွှေ့ဖို့အတွက်တောင်းသူရဲ့လောက်ခလာစားကိုရှုံးယူရှင်တာ။တစ်ဖက်မှာဆိုရင်ဂျေဒန်ဆေဂျိုအနေနဲ့သူရဲ့လောက်ခလာစားကိုအပြည့်ဝလိုရှင်တာ။ဒါတွေရောက်ကြုံတော့အသင်းအနေနဲ့အဒီယာတီရဲ့ကစားသမားခေါ်မှုပိုင်းတွေမှာအခက်အခဲဖြစ်လာနိုင်တယ်။အဲ့ဒီကောင်တွေကိုမြန်မြန်ရောင်းထုံးမှကျွန်တော်အသင်းဘက်ကဂျင်နစ်ပလေယာတွေကိုအမေရိကန်ခေါ်ဖို့အဆင်ပြေမှာ။ဆိုတော့ ညီကတို့အနေနဲ့ဒီကစားသမားတွေနဲ့ပတ်သက်ပြီးတော့ဘလူးတီမ်ရဲ့ရှိနေမာလာစီယာကို PSP အသင်းကအပြစ်သက်မခေါ်ဘူးတော့ဘူးဆိုတော့ကိုအသင်းမှာနောက်ထပ်ကျတဲ့ရံစေပေါက်နေတယ်တစ်ဖက်မှာလည်းပြီးတော့ကယူကရက်ကိုယူနိုက်တက်အသင်းကယူသက်ရှောက်စီပေးရင်တော့မရောမှုဆိုပြီးတော့သူတို့ဥက္ကဋ္ဌကပြောထားတယ်အဒီရှင်နေနဲ့ပတ်သက်ပြီးတော့ညင်ကရိုရဲ့အမြင်တွေဆွေးနွေးပေးခဲ့ကြပါအောင်နောက်ထပ်လည်းမက်ချက်စာဦးနဲ့တဲ့အသင်းနဲ့ပတ်သက်တဲ့တင်ဒီရထားလို့ရှိရင်ဒီဆဲဘူးရှိတဲ့အတွက်ကျွန်တော်ရဲ့ချင်တယ်လေးကိုအားပေးဆောင်မြောက်ကြည့်ဖို့ကျွန်တော်တောင်းဆိုပါတယ် အတိတ်တိတ်တော့မေးဖန်မြောက်လေး Lion Square လေးတွေမလိုအပ်သေး Lion Square လေးနဲ့ Notification ကောင်းလုံးလေးကိုထိထားပြီးတော့ IP ကြောက်ပုံလို့ကျွန်တော်ပြောကြားရင်းတဲ့ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်အားလုံးပြည့်စီပြေနေပါစေအားလုံးပဲ okay ပါ